ဒါကတော့ငွေဝင်ကျန်းတဲ့အိန္ဒိယနိုင်ငံရဲ့ကဏ္ဍပြောင်းမွေးမြူရေးစနစ်ပါသူတို့ကအရင်ဆုံးကျယ်ပြောင်းလာတဲ့အခြေပြင်ဧရိယာကြီးကိုရှာဖွေလိုက်ပါတယ်။ပြီးရင်ကဏ္ဍနဲ့မွေးမြူဖို့အတွက်ဒီမှာမြင်ရတဲ့လိုမျိုးအပေါင်းငယ်လေးတွေအများကြီးပါတဲ့တစ်တာကိုအစင်လိုက်လေးနေရာချထားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကဏ္ဍတစ်ကောင်ချင်းစီကိုအခုလိုတစ်တာပေါက်တစ်ခုချင်းစီတွေထည့်ပြီးတော့မှမွေးမြူမှာဖြစ်လို့ပါ။ဒါကကဏ္ဍပြောင်းမွေးမြူတာဖြစ်တဲ့အတွက်ကြောင့်မလို့အထီးမှရော်ပြီးမွေးလို့မရပါဘူး။အမကအထီးတွေကိုအစာဖြစ်နဲ့ပြန်ပြီးတော့မှအစာသုံးပြတတ်ကြရမှလို့ပါဒါကြောင့်မလို့အဲ့လိုမျိုးလေးတကောင်ချင်းစီတည်တံခွဲပြီးတော့မွေးမြူလိုက်ရတာပါ နာနေခဲ့ကြတဲ့အခါမှာတော့အဲ့ဒီကနန်းတွေကလည်းအကောင်ထွားထွားကျဉ်းကျဉ်းဖြစ်လာပါပြီ။ပေးရန်အဓိကအရေးကြီးဆုံးချက်ကတော့သူတို့ကပထမတစ်ခါအချင်းကိုလဲတော့မှာပါ။55ရဲ့တခါရဲ80တခါအဲ့ဒီကနန်းပြော်တွေကအကြီးကွန်လေးတဲ့ကြပါတယ်လဲပိပိစရန်နဲ့တပြိုင်နက်တိတ္တာတွေတဲကနေမြ мян ဆုံးပြန်လဲထုတ်ယူရပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အခွန်လေးတွေကလဲပိပိချင်းမှပဲပျော့ပျော့လေးဖြစ်နေတာပါရှင်းနိုင်ကြသွားတဲ့အခါဒါမှမဟုတ်ရေချိုးရင်ငန်တွေတဲကိုထည့်စင်လိုက်တဲ့အခါမှာအကုန်ကချက်စင်ကမှပြန်လဲပြီးတော့မာသွားတတ်ပါတယ် ဒါကြောင့်မလို့အမြန်ဆုံးခုလို plastic 8တွေတွေကိုထည့်ပြီးမှရောင်းချတာမျိုးလဲလို့တလို့ဟင်းဆက်ရမှာအသုံးဝင်စေဖို့အတွက်တက်ဖြတ်ပြီးမှရောင်းတာမျိုးလဲရှိပါတယ်။အထက်ကနီလန်ကတော့သူတို့တွေကိုတခါတည်းအများကြီးစုပုံပြီးမှမွေးမြူတာမျိုးလုံးဝမလုပ်ဖ ೇನೆ ။တကောင်ချင်းစီတတိတန်မွေးမြူရတာပါပဲ။ပြည်သက်တို့ရတဲ့ကောက်ဘလို့များထင်မိမိစားပါတယ်နော်။